ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်ဖားကန့်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင်းထွက်ပြေးနေရတဲ့ဒေသခံတွေနဲ့အတူရခိုင်အပါဝင်ရွှေပြောင်းအလုတ်သမားထောင်နဲ့ရှိစားဝတ်နေရေးခက်ခဲမှုနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ဖားကန့်မှာနေရာအနှံပြားဖြစ်နေတဲ့တိုက်ပွဲတွေကြောင်းမော်စီစာခွန်စာကိုလုံခင်းမှာရှိတဲ့ကရှင်ဒေသခံတွေနဲ့အတူရခိုင်လူမျိုးတွေအပါဝင် ရွှေပြောင်းအလုတ်သမားထောင်နဲ့ရှိထွက်ပြေးနေကြရတာပါ။ သူတို့တွေမှာနေရာထိုင်ခင်းအပြင်စားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်လို့မော်စီစာရောက်ရခိုင်ရွှေပြောင်း အလုပ်သမားတယောက်ကနရင်းစရာကိုပြောပါရီထွက်ပြေးရတဲ့ရွှေပြောင်းအလုပ်သမားတွေဟာမော်စီစာနဲ့လွန်ခင်းဖက်ကပုံများပြီးလူအယောက်900လောက်အခက်အခဲဖြစ်နေကြတာလို့ဆိုပါရီမိုးရော်သွန်းနေတဲ့အချိန်အဝတ်တထည်ကိုတခုနဲ့ပြေးလာရတာကြောင့်အလုပ်သမားတွေမှာ နေရာထိုင်ခင်းအဆင်မပြေသလိုအပြင်ထွက်ရင်လေပြစ်တက်ခံရမှာကိုကြောက်နေရတယ်လို့အလုပ်သမားတွေကပြောပါရီ ဖားကန့်ဒီတာမှာရခိုင်ပြည်အပါအဝင်မိမိဒီတာအတီတီကအလုတ်လာလုတ်ကြရီရွှေပြောင်းအလုတ်သမားတွေပူအခက်ခဲကြုံနေကြရပြီးနီးဆက်ရာတောတောင်တွေမှာခိုလုံနေကြရတဲ့အတွက်အခက်ခဲဖြစ်နေကြရတယ်လို့သိရပါတယ်ရှင်